စစ်ကော်မရှင်ဟာရေကောက်ပွဲနီးလာချိန်အာရခတပ်တော်ထိန်းချုပ်ဒေသတွေကိုလေကြောင်းဘုံကျဲမှုပုံမပြုတ်လုလာတယ်လို့သတင်းရရှိပါရတယ်။အေအေထိန်းချုပ်ထားပြီးတိုက်ပွဲမရှိတဲ့ဒေသတွေနဲ့စစ်ပေးဆောင်တွေခုံလုံရစခန်းတွေဘာသာရေးအဆောက်အအုံတွေအပါအဝင်အရသာပြမှတ်တွေကိုအဓိကထားဘုံကျဲတိုက်ခိုက်နေတယ်လို့သိရပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်ရခိုင်ဒေသတွင်မှာကလေးတငယ်တွေအပါအဝင် ရက်သားတွေထိခိုက်ဒေဆုံးမှုတွေအများပြားရှိနေတယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေစီကသိရပါဗျ။နိုဝင်ဘာ28ရက်ကကြောက်တော်မျိုးလေးချောင်းတိုက်ခိုက်ခံရမှုမှာတရက်ထဲဒေတာကန်ဆယ်ယောက်နီးပါးဒေဆုံးခဲ့ရတယ်လို့ဒေတာခံတွေစီကသိရပါဗျ။ရွေးကောက်ပွဲနီးလာချိန်လေးချောင်းတိုက်ခိုက်မှုတွေကိုတိုးမြင့်လှုပ်ဆောင်တာဟာစစ်ကော်မရှင်ကပြည်သူအပေါ်အကြမ်းဖက်မှုကိုကဘာကိုတိစေတာဖြစ်တယ်လို့ရခိုင်လူအခွင့်ရေးကာကွယ်မြင့်တင်သူများအသင်းဥက္ကဋ္ဌဦးမြတ်ထွန်းကပြောပါဗျ။ ရီကောက်ပွင့်နေလာလေးလေးစိုက်ကုတ်စိုက်ကုတ်စီကနေမိခဲ့လေကုန်းနဲ့တိုက်ခဲလာလေးပဲဖမ်းနေပါတယ်။ရောက်တဲ့အကူတွေထိုးညာခါလေးထိုးတန်းလင်းကလေးဆုံးကျွန်တော်အာဒေါက်တာမှုနေကောက်ဖို့ဆိုရောမနေမိရောလေးကမှကြားတယ်လူခဏရလောက်စီပါလာတယ်။အဲရေကြီးအရာနေရာဒီမှာလေးရပိုင်အဲလေဆုံးရစီအမေတဲစီနေစိုက်ကုတ်စီကတော့ခါဒီလိုလုံးရဒီကနေမိခဲ့ဇူဤ ဒီနိမိကေအယုံမမှုဟိုကဘာကိုသွားရှာပတ်သွားလို့ပရောဆိုပါတယ်ဒီဆောင်ကနိမိကေစိုက်ရသမှုချူချူပေါက်တော့ပါဒီနိမကောင်းမင်းကိုဟိုပြုလန်ဆိုလို့နိမိကေပရောဆောင်ပါတယ်သူဘလောက်ပဲလို့လို့ကျွန်တော်ရခိုင်ကားတို့ခါလမ်းလမ်းကြိုက်တော်လည်းကိုလုံဝဆွဲနေလို့မဟုတ်ပါအခုရခိုင်မှာဆိုလို့ရှိကလေးအောက်ရှိုရီယန်ဒရာတိကာစာတခါနိမိကေဌာနစရာတိကာစာအာနုနိမိကေလေးပဲလို့ရှိနေပါတယ် ရောက်တဲ့လဲကျွန်တော်တို့လာလိုက်တဲ့လဲကိုဆုံးအောင်နေပြီးခဲ့လှူလာဖို့လို့ပေါ့ချင်ပါလေစိုက်ကောစကားဇာလောက်ပဲပေါ့ပေါ့ဒီလိုပဲလှူလို့ကျွန်တော်ကမမှုပါလို့ပေါ့ချင်ပါလေကြောက်တော်မျိုးနေကိုအရခတ်တတော် AA ကပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလမှာတင်ပိုက်ထိန်းချုပ်ထားခဲ့ပြီးတဲ့နောက်စစ်ကော်မရှင်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေကိုအဆက်မပြတ်ပြုလုပ်နေခဲ့တာပါ AA ကကြောက်တော်မျိုးနေအပါအဝင်သူတို့ထိန်းချုပ်ထားတဲ့မျိုးနေတွေမှာ ြန်လည်ထူထောင်ရေးတွေကိုလှုပ်ဆောင်နေပေမဲ့စစ်ကော်မရှင်ကဒေတာရင်းတည်ငြိမ်မှုတွေကိုပြက်ပြားအောင်နဲ့ AA ရဲ့အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေကိုပြက်ပြားအောင်လုပ်နေတာလို့ AA ရဲ့ပြောခွင့်ရသူကပြီးခဲ့တဲ့အောက်တိုဘာထဲမှာပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲအတွင်းပြောကြားထားပါတယ်။အပံမကြောင်လာတာချဖို့ချခါနီးနေမှာပဲကွာအပံကြားရတာ။အပံလည်းကြားတော့ချလည်းချပြီ။ဘာမှပြင်ဆင်မှုမမင်ရတာ။ဘုံခုတင်းအဲ့လိုမျိုးဟိုကောင်းမှလည်းရှာနေတယ်ဘုံခုတင်းလည်းလသာပဲလေ။ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပြည်ရင်းပြည်ပခတွေတိုးမြင့်နေတဲ့အခြေအနေမှာကျင်းပမယ့်ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှုမရှိနိုင်ဘူးလို့နိုင်ငံကအတိုင်းဝိုင်းကထောက်ပြထားပါတယ်။ဒါအပြင်ပြည်သူတွေအနေနဲ့လေကြောင်းတိုက်ခိုက်ခံရမှုတွေကိုကြောက်ရွံ့နေပြီးစစ်ဘေးရှောင်တန်းနဲ့ချီတိုးပွားနေချိန်မှာရွေးကောက်ပွဲပြုလုပ်တာဟာနိုင်ငံရေးအကြအတဲကိုပုံမနှဆိုင်စေတဲ့အပြင်တည်ငြိမ်မှုပေးမှာမဟုတ်ဘူးလို့ကုလသမဂ္ဂနဲ့နိုင်ငံကအဖွဲ့အစည်းတွေကပြောပါတယ်။စစ်ကော်မရှင်ကပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲရဲ့အပိုင်းတစ်ခုကို ဒီဇင်ဘာ28ရက်မှာမြို့နယ်တရားနှစ်ခုမှာပြုလုပ်မှာဖြစ်ပါတယ်။အပိုင်းနှစ်ကိုမြို့နယ်တရားမှာ2026ခုနှစ်ဇန်နဝါရီ17ရက်မှာပြုလုပ်ဖို့ရှိနေပါတယ်။အပိုင်းသုံးကိုတော့အပိုင်းနှစ်ပြုလုပ်ပြီးနှစ်ပတ်အကြာမှာပြုလုပ်မယ်လို့စစ်တပ်ခန့်ရွေးကောက်ပွဲကော်မရှင်ကဆိုထားပါတယ်။